မြန်မာအစိုးရတပ်မတော်ဘက်ကနေတအန်းပလောင်အမျိုးသားလူမျိုးရေးတပ်မတော် TNLA ထိန်းချုပ်ရနေမိတဲ့ကိုတပ်အင်အားတိုးချဲ့ဖြစ်တင်းလာတဲ့အခြေအနေတွေကြောင့်တိုက်ပွဲတွေပုံမှုပြော့ပြင်းထန်လာနိုင်တယ်လို့တအန်းအမျိုးသားလူမျိုးရေးတပ်မတော် PSLF TNLA ရဲ့ပြန်ကြားရေးတာဝန်ခံဘုံမှုမယောက်ကျော်ကပြောပါတယ်။ဒီစာခါတဲ့အခါအခုတပ်ပွဲဖြစ်တဲ့ဒေတာကိုထပ်မံပြီးမှအင်အားတွေဖြည့်လာတယ်စစ်ကူတွေဖြည့်လာတယ်။အာကျွန်တော်တီးရတော့လောက်ကတော့နောက်ထပ်အာအောက်ဘက်မှာလည်း အာစင်အားတွေထမှန်ပြီးဟိုဖြည့်မလို့တော့တီးရတယ်အာလမ်းမှာရောက်နေပြီးတော့တီးရတယ်အဲဆိုတော့အဲ data မှာတပ်ပူပြင်းလာနေတဲ့အနေထားတော့ရှိသေးတယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ကိုခိုင်မြို့နယ်မန်တုံမြို့နယ်နမ်ခမ်းမြို့နယ်ကြောက်မဲမြို့နယ်နဲ့နမ်ဆန်မြို့နယ်တွေတဲကိုမြမတက်မတော်ဘက်ကနေစစ်အင်အား900ဝန်းကျင်လောက်ထပ်မံတိုးချဲ့ထားတယ်လို့သိရပါဗျ။ တမတစ်ခုကိုတက်အင်အားတထောင်ကျော်လောက်ရှိတယ်လို့ခမန်းရပြီးလက်ရှိအချိန်မှာတော့စစ်တပ်အင်အားဟာ3000ကျော်ခန့်ရှိတယ်လို့ဗိုလ်မှူးမဟိုက်အိုက်ကျော်ကပြောပါတယ်။ဇူလ29ရက်နေ့နဲ့26ရက်နေ့တွေမှာလည်းကြောက်မင်းမျိုးနယ်နဲ့မိုင်းလုံးမျိုးနယ်အတွင်းမှာရှိတဲ့နယ်မြေတွေထဲမှာတအန်းပလောင်လူမျိုးရေးတက်မလို့ TNL နဲ့မြမတက်မလို့ကြာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ မနေ့ကဆိုရင်မနေ့ဆက်တနေ့လောက်ကနေညမိုးချုပ်တဲ့အထိဆိုရင်တိုက်ကြောင်မဲနေတဲ့မော်နော်ပါလိုင်ရော်နဲ့ညမောင်းရော်ကြမှာဖြစ်တဲ့အာဒီညလက်စီကူတွေပြန်လာတယ်ကျွန်တော်ဖွဲ့နဲ့ပြန်တူးတဲ့ချိန်ကျတော့ဒီ ပန်းဆိုင်ရောက်မှပြန်ဖြစ်တယ်အဲ့မှာကြောင်းမင်းမြို့နယ်ပေါ့နော်အဲ့မှာလည်းနှစ်နာရီလောက်ကြာတယ်အဲတစ်ဖက်ကလည်းဟိုဘက်မန်းလုံမြို့နယ်ထဲမှာဒီကျွန်တော်အဖက်ရှိတဲ့နေရာကိုလမ်းမှာလမ်းနေကြီးတွေဖြစ်တယ်ကျွန်တော်အဖက်တစ်ဖက်နဲ့တစ်ဖက်နဲ့နေကြီးတွေနဲ့အပြန်လာပြည်တယ်မဆိုးမနေ့ညကိုအတိုက်ပွဲအတုံးချင်းဖြစ်သွားတာပေါ့နော် မြန်မာတပ်မတော်နဲ့တရားအမျိုးသားလူမျိုးရေးတပ်မတော် TNL တပ်ဖွဲ့တို့ဟာအခုနှစ်ထဲမှာတိုက်ပွဲတွေပုံပုံပြင်းထန်လာခဲ့ပြီးတော့တစ်လအတွင်းမှာပဲတိုက်ပွဲပေါင်းအကြိမ်20ကျော်ကနေ30ခန့်ရှိတယ်လို့ဆိုပါတယ်။တရားအမျိုးသားလူမျိုးရေးတပ်မတော် TNL နဲ့မြင်တဲ့ဦးမြန်မာတပ်မတော်ဘက်ကနေတပ်မတွေအပြင်စက္ကခရမခစတဲ့တပ်တွေကိုလည်းတိုးချဲ့အင်အားဖြည့်ထားတယ်လို့ဆိုပါတယ်။အာမတ်လာလော်ယာရဲ့ချင်းကြတော့ဒီ မြန်မာတမတော်ထိုးစီကတော့လေးများတယ်ပြောမစင်တော့ဒီတမတိတိရဲ့တမတုံတုံရဲ့တမ66ခွန်ခွန်ရှိရှိကူကူအကုန်လုံးကျွန်တော်စမရောက်လာတယ်အာဒီဂျာတမလည်းဒီဆကခတိရဲ့ဆကခ66အာယမခအာဒီအထိုင်တတ်တယ်ဗောနော်သူတို့ရဲ့အခြေစိုက်တတ်တယ်ရှိတယ် မြမတက်မလို့နဲ့တအံအမျိုးသားလူမျိုးရေးတက်မလို့ TNL တို့ဟာမေလအတွင်းကနေစတင်ပြီးတော့တိုက်ပွဲတွေပြန်လည်ပြင်းထန်လာခဲ့ပြီးဒီကနေ့အချိန်ထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါပါတယ်ရှင်။